မက်ဆီနဲ့ရော်နယ်ဒိုတို့ပါမရဘူးတဲ့စန်ဂျင်ကိုပိုင်ဆိုင်နေတဲ့လီဝန်ဒေါစကီဘာစီလိုနာတင်းရဲ့ပိုလန်ဝိုင်းရဲ့တိုက်စစ်မှုကြီးရောဘတ်ဒီဝန်ဒေါစကီကဘလုံးလောကရဲ့ကုတ်ကြီးတွေဖြစ်တဲ့လီဝန်နဲ့မက်ဆီနဲ့ခရစ်စတီယာနိုရော်နယ်ဒိုတို့ပါမရနိုင်ဘူးတဲ့ချန်ပီယံလိပြန်ပွဲကစန်ဂျင်မက်တန်ကောင်းခုကိုပထမဆုံးချိန်ပိုင်ဆိုင်ခဲ့တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။လက်ရှိမှာသက်36နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ပိုလန်လက်ရွေးစင်ကစားသမားကြီးလီဝန်ဒေါစကီဟာဒေါ်မွန်ဘိုင်ယန်မြူနစ်ဘာစီလိုနာတင်းနဲ့တူချန်ပီယံလိပြိုင်ပွဲကြီးကိုဝင်ရောက်ဆင်နွှဲခဲ့ဖို့တို့လို့ ဘိုင်မြူနစ်ဒင်းနဲ့အတူ2019-2020ဘောလုံးရာသီမှာချန်ပီယံလိဖလားကိုစုခူးခဲ့ဘူးပါတယ်။တပြင်ချန်ပီယံလိပြိုင်ပွဲတစ်လျှောက်သွင်းကိုအများဆုံးကစားသမားဆင်းရင်မှာရိုနယ်ဒိုမက်ဆီတို့နောက်တတိယနေရာမှာရပ်တည်နေတယ်လို့သူရဲ့စုစုပေါင်းချန်ပီယံလိသွင်းကိုအရေအတွက်ကလည်း105ခုထိရှိနေပါတယ်။တပြင်ဒီရာသီမှာလည်းချန်ပီယံလိသွင်းကိုအများဆုံးကစားသမားဆင်းရင်ရဲ့ဒုတိယနေရာမှာရပ်တည်လို့နေပါတယ်။ရီယွန်ဒော့စကီးဟာချန်ပီယံလိကွာတာဖိုင်နယ်ပထမကြောပွဲစဉ်မှာသူတင်းဟောင်းဒေါ်မွန်နဲ့ရင်ဆိုင်ခဲ့ရတဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပထမကြောပွဲစဉ်အတွင်း အသင်းအတွက်တွင်ကုန်းကိုကိုသွင်းယူနိုင်ခဲ့တာကြောင့်ဒီယာဒီမာလီယွန်ဒေါစကီရဲ့ချန်ပီယံလိတွင်ကုန်းက16အထိတောင်ရှိလာခဲ့ပါတယ်။လီယွန်ဒေါစကီကဒေါမွန်ဘိုင်ယန်ဘာစီလိုနာဆရှိရဲ့မတူညီတဲ့အသင်း၃တင်းအတွက်ကစားပေးရင်အဲ့ဒီအသင်းအတွက်တရားစီတဲ့ချန်ပီယံလိတွင်ကုန်း16ကိုသွင်းယူပေးနိုင်ခဲ့တဲ့ပထမဆုံးကစားသမားအဖြစ်စံချိန်တစ်တစ်ခုကိုရေးထိုးလိုက်ခဲ့ပါတယ်။လီယွန်ဒေါစကီက2012-2013ယာဒီမာဒေါမွန်အတွက်ချန်ပီယံလိ16ကို2019-2020နဲ့ 2021-2022မှာဘိုင်ယန်အတွက်15ဂိုးနဲ့73ဂိုးအခုရာသီမှာဘာစီလိုနာအတွက်17ဂိုးတွေအထိတင်းယူထားနိုင်ခဲ့ပါတယ်။ချန်ပီယံလိပြိုင်ပွဲရဲ့အတွင်းဂိုးအများဆုံးဥဒါသမားတွေဖြစ်တဲ့ရော်နယ်ဒိုနဲ့မက်ဆီတို့ထဲမှာရော်နယ်ဒိုဟာယူနိုက်တက်၊ဂျီယန်၊ဂျူဗင်တက်တို့နဲ့ချန်ပီယံလိပွဲတွေကိုကစားခဲ့ရတယ်လို့မက်ဆီကတော့ဘာစီလိုနာနဲ့ PSG နဲ့ပဲကစားခဲ့ရပေမဲ့ရော်နယ်ဒိုရောမက်ဆီပါ၊ဂျီယန်၊ဘာစီလိုနာတို့နဲ့သာ10ဂိုးအထက်တွင်းယူထားနိုင်ခဲ့ကြပါတယ်။အမေရိကန်ပြည်ထောင်စုအလစ်ပူစကော